မြတ်စွာဘုရားကိုရန်ကိုကအိမ်တောင်ဘက်တည်နဲ့ပတ်သက်ပြီးတော့ဟောထားတဲ့တုတ်တာတစ်ခုရှိတယ်။တံဝတတုတ်လို့ခေါ်တယ်။အိမ်တောင်ဘက်တည်ရဲ့အမျိုးအစားကိုခွဲလိုက်ရင်အမျိုးသားကကိုချင်းတင်လာရှိတယ်။အမျိုးသမီးကကိုချင်းတင်လာရှိတယ်။အမျိုးသမီးကကိုချင်းတင်လာရှိတယ်။အမျိုးသားကကိုချင်းတင်လာမရှိဘူး။နှစ်ဦးလုံးကိုချင်းတရားမရှိဘူး။နှစ်ဦးလုံးကိုချင်းတရားရှိတယ်။ ိမ်အောင်စု၄မျိုးခွဲခြားပြီးတော့ဟောထားတာရှိအဲတော့အကောင်းဆုံးအိမ်အောင်စုဆိုတာဘာလဲလဲဆိုရင်အမျိုးသားကလည်းကိုချင်းတိလာရှိတယ်အမျိုးသမီးကလည်းကိုချင်းတိလာရှိတယ်ဆိုလို့ရှိရင်တော့ဒါပြည့်ပြည့်စုံတဲ့စသည်ရှိတယ်တိရိကီယာဖြစ်ဒီထဲမှာသားတွေသမီးတွေကလည်းပဲမိဘကိုခြေရနင်းလာပြီမိဘခြေရအတိုင်းမိဘရဲ့ဆုံးမမှုအတိုင်းလိုက်နာပြီဆိုလို့ရှိရင် တအိမ်လောက်စက်တည်ရှိတဲ့တိရိကေဖြစ်။ဒါကိုအိမ်လေးတွေကိုရှီုံနှုတ်ဆောင်ပြီး။နောက်နှစ်ပိုင်းမှာဆိုရင်ဖျားကန်တန်ရှင်းမယ်။ဖျားကြီးချမ်းတို့ပန်းတို့စက္ကလူတန်းမယ်။ညဆိုရင်စီနီးစက္ကလူတန်းနဲ့ရရှိမခိုးနဲ့ဗအိတ်ဘူး။ရသံတရားတန်လေးနဲ့မှအိတ်ကြတယ် ။ဟောဒီမိသားစုဟာအနေနဲ့လဲကင်းပြီးတော့ချက်တည်မင်္ဂလာနဲ့ပြည့်စုံတဲ့တိရိကေယဖြစ်